ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်ကိုတားဖြစ်သူအကူအညီတောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကင်အေရီကာသူမိခင်ကိုလွှတ်ပေးရန်မြန်မာစစ်အုပ်စုကိုတိုက်တွန်းပေးဖို့တရုတ်သမ္မတရှီကျင်းဖင်ကိုတောင်းဆိုခဲ့တယ်လို့ဟောင်ကောင်အခြေစိုက် South China Morning Post SCMP သတင်းဌာနကဖော်ပြပါတယ် ကျွန်တော်တရုတ်သမ္မတရှီချင်းဖင်ကိုတောင်းဆိုချင်တာကတော့ကျွန်တော်အမေကိုလွှတ်ပေးဖို့နဲ့စစ်ကောင်စီအပေါ်ပုံပြီးဖိအားပေးဖို့ပါပဲ။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့နှစ်ရှည်လာများဆက်ဆံရေးနဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်နိုင်ငံသားတိုင်းပြည်တွေထဲမှာဩစာအရှိဆုံးဖြစ်ပါတယ်လို့ Kim Eric ကပြောပါတယ်။သူမိခင်နဲ့ NLD အစိုးရလက်ထက်မှာတရုတ်နိုင်ငံနဲ့ကောင်းမွန်ပြီးအကျိုးဖြစ်ထွန်းတဲ့လုပ်ငန်းဆက်ဆံရေးရှိခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ဗီလီယံနဲ့ချီတဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာတည်ငြိမ်တဲ့အစိုးရလက်အောက်မှာအသီးအပွင့်မြင်ရမှာဖြစ်ပြီး လက်ရှိစစ်အုပ်စုရဲ့မတည်ငြိမ်မှုတွေကြောင့်တရုတ်နိုင်ငံအတွက်ပါစိန်ခေါ်မှုတွေဖြစ်နေတယ်လို့သူကထောက်ပြခဲ့ပါတယ်။ကျွန်တော်သတင်းရှင်းပြတွေအရာတရုတ်ကမိမိကိုလွှတ်ပေးဖို့တောင်းဆိုနေပါတယ်။တရုတ်အရာရှိတွေကတခြားသူတွေလိုပဲသူ့ကိုတွေ့ကျင်ချပြီးတွေ့ခွင့်ရဖို့တောင်းဆိုနေကြတယ်လို့ကျွန်တော်ယုံကြည်တယ်လို့လဲ Kim Eric ကဆိုပါတယ်။ကင်အရီကမြည်သူမဆိုဒေါ်အောင်ဆန်းစုကြည်ကိုတွားတွေ့ကြည့်ရန်ဖိတ်ခေါ်ခဲ့ပြီးဒါမှအနည်းဆုံးတော့သူအသက်ရှင်နေသေးတယ်ဆိုတာတယောက်ယောက်ကအတိပြုနိုင်မှာပါလို့ပြောပါတယ် ကျွန်တော်အမေအချင်းထောင်ထဲမှာပဲစုံပါသွားမလားဆိုတာကိုအမြဲတမ်းစိုးရိမ်နေရပါတယ်။အချင်းထောင်ထဲကအခြေအနေတွေကကြောက်စရာကောင်းလွန်ပါတယ်လို့ Kim Eric ကဆိုပါတယ်။စီကော်မရှင်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့တရားမဝင်ရာဇဝတ်မှုတွေအထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုပါလူကုန်ကူပြီးကျုံအဖြစ်စီခိုင်းနေတဲ့ scan center တွေဟာတရုတ်နိုင်ငံရဲ့တည်ငြိမ်ရေးနဲ့တရားဝါပြောရေးကိုပါထိခိုက်နေတယ်လို့ Kim ကဆိုပါတယ် ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ2023ခုနှစ်တခုတည်းမှာပဲလူပေါင်း3,200တောက်မြန်မာနိုင်ငံကစကန်လုပ်ငန်းတွေတဲကိုလူကုန်ကူးခံခဲ့ရပါတယ်။လာမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်ကကျင်းပဖို့စီစဉ်နေတဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာဒီငိမ့်နဲ့အစိုးရလက်အောက်မှာပဲအတိအပွင့်မြင်ရမှာဖြစ်ပြီးလက်ရှိအုပ်စုရဲ့မတည်ငြိမ်မှုတွေကြောင့်တရုတ်နိုင်ငံအတွက်ပါစိန်ခေါ်မှုတွေဖြစ်ပေါ်နေတယ်လို့သူကထောက်ပြခဲ့ပါတယ်။ လာမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်ကကျင်းပဖို့အစီအစဉ်နေတဲ့ရွေးကောက်ပွဲဟာလည်း NLD ပါတီအပါအဝင်ပါတီလေးဆွေချုပ်ကိုဝင်ရောက်ရှင်းပြိုင်ခွင့်ပိတ်ပင်ထားတာကြောင့်အတူရောက်တာဖြစ်ပြီးနိုင်ငံကိုပုံမှုဆိုးရွားတဲ့ပြိပက္ခတွေတဲ့တွန်းပို့လိုက်မယ်လို့ Kim Eric ကသုံးသပ်ပါတယ်။ဆက်လက်ပြီးတောင်တရုတ်ပင်လယ်မှာမြန်မာသင်္ဘောသား၁၀ဦးကိုတရုတ်ကယ်ဆယ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဘူးအလွိုင်းကြောင့်တောင်တရုတ်ပင်လယ်ပြင်မှာဆက်ချို့ရွံ့ပြီးမျောပါနေတဲ့တင်းမောတစင်းပေါ်ကမြန်မာတင်းမောသားဆယ်ဦးကိုတရုတ်ရေကြောင်ရှာဖွေကယ်ဆယ်ရေးစင်တာကကေတင်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်သတင်းတွေမှာဖော်ပြပါတယ်။တောင်နိုင်ငံတောင်ဘက်စွန်းခရိုင်တစ်ခုဖြစ်တဲ့ဟိုင်နမ်ပြည်နယ်ဆန်ရှားမြို့ယွန်းရှင်ကျွန်းရဲ့အရှိတောင်ဘက်230ကီလိုမီတာအကွာမှာမုန်တိုင်းကြောင့်ဆက်ချို့ရွံ့ပြီးမျောပါနေတဲ့တင်းမောတစီကိုဆန်ရှားမြို့အခြေစိုက်ရေကြောင်ရှာဖွေကယ်ဆယ်ရေးစင်တာကယ်ဆယ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတင်မောပေါ်မှာမြန်မာနိုင်ငံသားတင်မောသား၁၀ဦးပါဝင်တယ်လို့တရုတ်အစိုးရအာဖော်စင်ဟွာသတင်းဌာနကဖော်ပြပါတယ်။စက်တင်ဘာလ28ရက်နေ့မှာတရုတ်ရေကြောင်ရှာဖွေကယ်ဆယ်ရေးစင်တာကမြန်မာတင်မောသားတွေကိုကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးကယ်ဆယ်ရေးဆောင်ရွက်ချိန်မှာမုံတိုင်းတိုက်ခတ်နေတယ်လို့လည်းတရုတ်သတင်းတွေကဆိုပါတယ်။ရှီရှက်ကွင်းတောင်အမည်ရှိတဲ့ကယ်ဆယ်ရေးတင်မောနဲ့ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးမုံတိုင်းကျောက်ဆက်ချို့ရွေးနေတဲ့တင်မောအနီချင်းကပ်နိုင်ခဲ့ပေမဲ့တင်မောသားတွေကိုအရင်ဆုံးကယ်ဆယ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ ဆက်ချွေရင်းနေတဲ့တင်းမော့ကိုတော့စက်တင်ဘာလ29ရက်နေ့မှာဆက်ချွေရင်းနေတဲ့တင်းမော့ပေါ်ကတင်းမော့သားတွေကိုဗီယက်နမ်နိုင်ငံဌာနန်းစိတ်ကန်းကိုဘေးကင်းစွာပို့ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ကျမိုက်တဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။